။ဒီနေ့မှာတော့ကျွန်တော်ပေါ်ဝင်ခြင်းမှရှိတဲ့တဘာဝအလားတရားရည်ထဲကတခါတည်းရမှာလဲအသက်အနေဖြစ်စဉ်နဲ့အကြောင်းအရာတစ်ခုပြောပြခြင်းပါတယ်။အဲဒါကတော့ကျွန်တော်အစာသုံးနေချာဖြစ်တဲ့မိုးပဲဖြစ်ပါတယ်။မိုးကအရသာရှိတဲ့ဟင်းလျာတစ်ခုဖြစ်သလို အသက်တည်စီနိုင်တဲ့အစိတ်လည်းဖြစ်နိုင်ပါတယ်။ရှေးရောမှာကဲကအဂရစ်ပြင်တစ်ပါးဖြစ်တဲ့ Claudius ဟာ သူရဲ့ဇနီးတဲ့ကျွေးတဲ့မူဟင်ပွဲတစ်ပွဲကိုစပြီးတော့နှဲ့ရွာဆန်ခဲရတယ်လို့တမိုင်းမတန်နေမှာဖော်ပြထားပါတယ်။ဒါကမူအစဲရဲ့ကြောက်စရာကောင်းတဲ့တမိုင်းကြီးထဲရအိုးမတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာဒီအစိတ်ရှိတဲ့မူတွေကိုဘလို့ခွဲခြားသိနိုင်မလဲ။သူရဲ့အစိတ်တွေကဘလို့ပြင်ထန်တယ်လဲပြီးတော့မူစိတ်မတည့်အောင်ဘလို့ကောက်ွယ်ချမလဲဆိုရဟာကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ရောနိုင်ငံမှာမိုးမျိုးစားပေါင်းများစွာပေါရောက်ပေးမယ်။တချို့မျိုးစားတွေကအလွန်မှအန္တရာယ်များပါတယ်။ အထူးသဖြင့်တတိပြုရမယ့်မူတချို့ကိုသူတို့ရဲ့ပုံပန်းတဲ့ပေါရောက်တဲ့နေရာနဲ့အရေးကြီးတဲ့ခွဲခြားမယ့်ချက်တွေနဲ့ကပေါ်ပြပြောပြပြီးတော့မှဖြစ်ပါတယ်။ပထမဆုံးမူမျိုးစားဖြစ်တဲ့မူမျိုးစားကတော့ Dab Gap Mushroom လို့ခေါ်ပါတယ်။အသိမင်းတမန်မူလို့အဲဘာသာပြန်ထားပါတယ်။ဒီမူကတော့ကပောက်ပေါ်မှာအသေးပြောက်အများဆုံးမူဖြစ်ကြော်ကြပါတယ်။ အဲသူရဲ့မူခေါင်းလေးဟာစိမ်းဝါရောင်ပုံတန်ကနေတန်လွင်စိမ်းရောင်ပုံစံတိရှိပြီးတော့သူရဲ့မျက်နှာပြင်ဟောချွတ်ချုံမွေးပုံစံတွေဖြစ်ပါတယ်။အေးသူရဲ့မူခေါင်းရဲ့အောက်မှာတော့ဖြူဖွေးနေတဲ့ပင်စီမှာအကွင်းလေးတွေပါတက်ပါတယ်။အေးအရေးကြီးဆုံးကတော့သူရဲ့ပင်စီကနေဒီသူရဲ့အရင်ပေါ့နော်အပင်အရင်ထိကတော့အဲ့ပုံစံလေးပါရှိနေခြင်းပဲဖြစ်ပါတယ်။ ဒီပင်နေရဘယ်မှာပေါက်လဲဆိုတော့တတော်ရီထဲမှာဒီတပင်နေရဲ့အောက်ခြေမှာပေါ့နော်တပင်ချင်းဒါမှမဟုတ်အုပ်စုလိုက်ပေါက်တတ်တဲ့မိုးမျိုးစားပဲဖြစ်ပါတယ်။အဲ့တော့ဒီမိုးမျိုးစားတွေကဘလိုမိုးတွေနဲ့မှမတက်လဲဆိုတော့ပေါက်ရိုးမိုးလို့ခေါ်ရဲ Petit straw mushroom ဆိုရဲအရွယ်စားသေးတဲ့မိုးတွေနဲ့အရွယ်တက်ပါတယ်။ဒီ Petit straw mushroom မျိုးကြတော့ဒီသူ့ရဲ့ပင်စီပင်စီအယူထဲမှာပေါ့နော်။သူကတော့အကွင်းပုံစံမပါပါဘူး။ နံပါတ်1အမျိုးအစားကတော့ grains for parasol လို့ခေါ်တဲ့အစိမ်းရောင်မိုးလေးပဲဖြစ်ပါတယ်။ဒီမိုးကတော့မြက်ခင်ပြင်နေပန်းချန်ဒီမှာအလွယ်တကူတွေ့ရတတ်ပါတယ်။ သူ့ရဲ့မိုးဥကောင်းပုံစံကတော့အဖြူရောင်ရှိပြီးတော့အညူရောင်အကွက်အကွက်လေးတွေပါပါတယ်ပြီးတော့သူ့ရဲ့ဒီမိုးရိုးတန်လေးမှာလည်းပင်အကွင်းလေးတွေပါပါတယ်ဒီနောက်တစ်ချက်ခွဲချမယ့်အချက်ကတော့သူကဒီအပင်စပေါက်တဲ့အချိန်မှာကျတော့အဖြူရောင်ဖြစ်ပေမဲ့ဒီအပင်ရင့်လာတဲ့အချိန်မှာကြီးလာတဲ့အချိန်မှာကျတော့စိမ့်ပက်ပက်အရာအောင်ပြောင်းသွားပါတယ် တော့တော့ဒီမြက်ခင်ပြင်ဒီမြေပန်ချန်နေမှာမူရပြီးတဲ့အချိန်မှာအုပ်စုလိုက်ဒီ fairy ring လို့ခေါ်တဲ့မိုးအကွင်းလိုက်ပုံစံမျိုးနဲ့ပေါက်တက်ပါတယ်။ပြီးတော့ဒီသူ့ရဲ့အစိတ်တရမှုကကြတော့ဒီမိုးကိုစားမိပြီဆိုရင်အစာစိတ်တဲ့နဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်။ပြိုဝင်ခြင်းဝင်လျှော်ခြင်းဘိုင်းအောင်ခြင်းတို့တော့ပြင်ထန်စွာခံစားစေနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒီအသက်အန္တရာယ်တော့နေပါပြီမဲ့သူကဒီနေရထိုင်ရတာ အမမတက်တာတဲ့ပုံစံမျိုးကိုခံစားရတဲ့အမှုမျိုးစားထင်မှာပါတယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်နံပါတ်3မှုမျိုးစားကတော့ funeral bell လို့ခေါ်တဲ့ခေါင်းလောင်းငယ်ပုံလေးပဲဖြစ်ပါတယ်။သူကကြတော့ဒီတက်တုံတစ်ဆွေတွေပေါ်မှာအုပ်စုလိုက်ပေါက်တက်တဲ့အညိုရောင်မှုတသေးလေးတွေပဲဖြစ်ပါတယ်။သူရဲ့မှုခေါင်းနေရာတော့ဒီဆွတ်ဆွတ်နေတဲ့အချိန်မှာကြတော့စိတ်ကကက်ဖြစ်နေပြီးတော့ ခြောက်သွေးရဲ့အချိန်မှာတော့သူကသူ့ရဲ့မိုးရောင်လေးရာအောင်ဖြောသွားတပါတယ်။သူ့ရဲ့ဒီမိုးရိုးတန်ဒီမှာကျတော့သူကပါလာရဲ့အကွင်းလေးတစ်ခုပဲပေါက်တတ်ပါတယ်။သူကတော့တင်းရှူသားတွေအဲတစ်ဆွေတွေမှာအစေးပါတဲ့တားရီပေါ်မှာပိုင်အောင်တတ်တဲ့မိုးမျိုးစားလေးဖြစ်ပါတယ်။ဒီမိုးရဲ့အစိတ်တောက်ကတော့ဒီအစိတ်တက်ကဒီတက်ကပါရဲ့အစိတ်တက်နဲ့အတူတူပဲပါဝင်နေလို့ဖော်ပြထားပါတယ်။ဒါကြောင့် ဒီမိုးသေးပြီမဲ့လည်းအစိတ်ထက်ကတော့ပြင်းတယ်ပေါ့နော်အဲအကြောင်းအရွယ်စားကြည့်ပြီးတော့ဒီအစိတ်မပါဘူးလို့သတ်မှတ်လို့မရဘူးပေါ့နော်မိုးသေးလေးရလည်းအနေငယ်စားမိုံနဲ့အသေးကိုပြင်းထန်စွာပျက်စီးနိုင်တဲ့မိုးမျိုးစားထဲမှာပါပါတယ်ပြီးတော့ဒီမိုးအစိတ်တွေကသူ့ရဲ့ဖွဲ့စည်းပုံနဲ့ဒီခန္ဓာကိုယ်ပေါ်မှာဘလို့တက်ရအောင်လဲဆိုရင်မျိုးစားတွေကိုထပ်ပြီးတော့ပြပြပေးတော့ပါမယ်ဒီအမတောက်ဆင်လို့ခေါ်တဲ့အစိတ်ဟာဒီ ပေမင်းတမန်မှုနဲ့ဒီနောက်ထပ်မှုမျိုးစားတာတမျိုးမှာတွေ့ရတဲ့အဓိကအစိတ်ပဲဖြစ်ပါတယ်။တော့ဒီခန္ဓာကိုယ်ထဲဟာဆယ်ရီရဲ့ဒီအသက်ရှင်ရတည်မှုအတွက်အရေးကြီးတဲ့ထုတ်လုပ်ပေးတဲ့ပရိုတင်းတွေကိုတော့ရည်တန့်စေတယ်။ပြီးတော့အသည်နဲ့ကြောက်ကက်တွေရဲ့ဆဲတွေကိုပြင်မထားပြီးတော့တိုက်ခိုက်တတ်တဲ့အစိမ့်လေးဖြစ်ပါတယ်။ဒီအစိမ့်ရဲ့လက္ခဏာက6နှစ်ရာနေ24နှစ်အတွင်းပြသတတ်ပြီးတော့အဲ့ဒီအချိန်အတွင်းမှာတင်ဂလီစာတွေကပျက်စီးနေပြီဖြစ်လို့ အင်မတန်မှအန္တရာယ်များတဲ့အဆိပ်ပဲဖြစ်ပါတယ်။အဆိပ်တစ်မျိုးကတော့ gastrointestinal irritants လို့ခေါ်တဲ့အဆိပ်ပဲဖြစ်ပါတယ်။ဒီမိုအများစုမှာပါတဲ့အဆိပ်တွေကတော့အစာရင်လမ်းကြောင်းကိုထိခိုက်စေတဲ့အဆိပ်တွေများပါတယ်။သူကဒီမိုစားပြီးရဲ့နိုင်ပိုင်းအတွင်းမှာပဲပြုတ်ဝင်ခြင်းတွေဝင်လျှော်ခြင်းတွေဖြစ်စေပေမဲ့ဒီအဆိပ်ကတော့အသက်အန္တရာယ်မရှိဘူးပေါ့နော်။ဒီတတိယအမျိုးအစားတစ်ခုကတော့ဆိုင်လိုဆိုင်ဂရင်ဆိုတဲ့အမျိုးအစားဖြစ်ပါတယ် ဒီသူကတော့ magic mushroom တွေမှာတွေ့ရတယ်။သူ့ရဲ့အစိတ်ကတော့ဒီအုံနောင်းနဲ့လှုပ်ဆောင်မှုတွေကို ပြောင်းလဲစေပြီးတော့အမြင်အာယုံကြောတွေအကြအာယုံကြောတွေဖောက်ပြန်တာမျိုးစိတ်အခြေအနေမျိုးပြောင်းလဲတာတွေမျိုးဖြစ်စေတတ်တဲ့အစိတ်ပဲဖြစ်ပါတယ်။အစိတ်တင်ပြီးတော့တည်ဆုံမှုရှာပါပေမဲ့စိတ်ပိုင်းဆိုင်ရာမကြည်ညိမှုတွေနဲ့အညာရှိအဖြစ်မျိုးတွေလုံးဆောင်နိုင်တာကြောင့်ဒီအစိတ်ကိုလည်းတတိထားဖို့လိုပါတယ်။ဘာမလို့မိုးဟင်းတစ်ခွက်ကအတန်းနဲ့လေရတာမတန်ဘူးဆိုတဲ့အခြေအနေအတိုင်းကျွန်တော်ကဆောင်းရှောင်းအနေမျိုးမတားထားဖို့လိုပါတယ်။ မူရင်းကိုကိုရိုင်းခွေယူမဲ့အခြေအနေမျိုးကိုရိုင်းခွေယူပြီးစာသုံးမဲ့အခြေအနေမျိုးရောက်လာတဲ့အချိန်မှာကျရင်မူရင်းရဲ့အမျိုးအစားကိုတခြားတိမသာစာသုံးတင်ပါရယ်အကယ်၍နည်းနည်းလေးများတန်ရာရှိနေတော့လောမမစားတင်ပါဘူးအကယ်၍များဒေတာခံမှုကြောင့်ကျင့်သူဒီမူအကြောင်းသိရှိနားလည်တွေပါရင်တော့သူတို့နဲ့တိုက်မိပြီးတော့မူမျိုးစားတွေကိုခုလို့ရပါတယ်နောက်တစ်ခါကျတော့မူခူးတဲ့အချိန်မှာအမျိုးအစားမတူတဲ့မူတွေကိုတောင်းတောင်းထဲမှာထည့်ခြင်းမပြုလို့ရပါဘူး ။ဘာလို့လဲဆိုတော့အစိမ့်ရှိတဲ့မူရဲ့အစိမ့်ပိုင်းလေးတွေဟာဒီစားလို့ရတဲ့မူတွေကိုလည်းထပ်ပြီးတော့အစိမ့်တင်စေနိုင်တာမို့တောင်းတောင်းထဲမှာမူအမျိုးစားညာရေးကိုမထည့်တင်ဘူးလို့ပြောပြထားပါတယ်။နောက်တစ်ခုကကျတော့လပားရဲ့အယောင်လေးဆက်ဆံမှုရှိတဲ့ပုံစံတန်ရှိတဲ့မူတိုင်းကိုစားလို့မရပါဘူး။ဒီတင်မင်းတမန်မူမျိုးစားမျိုးဆိုရင်အရင်လာတဲ့မူဖြစ်ပေမဲ့အစိမ့်ပြင်းဆုံးလည်းဖြစ်တတ်ပါတယ်။ ဣတရိစံနေစားရတဲ့မူတိုင်းလည်းလူတွေစားလို့မရပါဘူး။ queue တွေရှင်းနေစားရမူလူတွေစားလို့မရပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့ခန္ဓာကိုယ်ရဲ့ဟိုအစိတ်ခြေဖြတ်နိုင်စွာကလူတွေခန္ဓာကိုယ်အစိတ်ခြေဖြတ်နိုင်တဲ့ဟိုအမျိုးစားရည်နဲ့မတူလို့ဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုကကြတော့ချက်ပြုတ်လိုက်တိုင်းလည်းမိုးစိတ်ပြေတယ်လို့ထင်လို့မရပါဘူး။ ဒီတင်မင်းတမန်မှာပွဲအမတောက်စင်ကိုခေါ်ရအစိတ်ပြင်းနေမှုကြီးကအပူပေးချက်ပြုတ်တာခြောက်ခန့်တာအေးခန့်နိုင်လဲသွေးမှုအစိတ်အပြေပါတဲ့မှုအမျိုးစားပဲဖြစ်ပါတယ်။အေးပေါ်အချင်းနေနဲ့ပတ်သက်ပြီးတော့ဒီမှုစားမိတဲ့နောက်ပိုင်းမှာပြုတ်အန်နဲ့ဖိုင်အောင်နဲ့ကောင်းမှုရယ်ဆိုတဲ့လက္ခဏာတွေပေါ်လာရင်တော့ချက်ချင်းကြီးဆက်ရဆေးအောင်စီခံအောင်တတ်မှာရယ်ပြီးတော့ဘလိုမှုမျိုးစားကိုစားမိတယ်ဆိုတော့လည်းတည်နိုင်ဖို့ခြံရှိနေတဲ့မှုဒီချက်ပြိတာဖြစ်စေမချက်ရရတဲ့ဖြစ်စေဒီမှုတွေကိုဆေးအောင်နဲ့တခါရယ် ယူဆောင်မှာဖို့လိုအပ်ပါတယ်။အဲ့ဒါမှပဲအချိန်မီကုသခံယူပြီးတော့အသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။မိုးဆိုတာကတော့တဘာဝတရားရဲ့ဒီလက်ဆောင်စားတောင်းတစ်ခုဖြစ်တယ်လို့ပဲ။တတိမမူရင်တော့အသက်ကိုနှုတ်တော်နိုင်တဲ့အနေရှိရဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ီနေ့အကြောင်းအရာလေးကတော့အဆိပ်ရှိမှုရဲ့အန္တရာယ်ကိုပုံမှန်သတိပြုပြီးတော့မုံနဲ့ပတ်သက်ရင်မတိချိုင်းမစားဘူးဆိုရဲစီကံလေးကိုစွတ်စွတ်မြေမြေလိုက်နာကြဖို့တိုက်တွန်းနေကုန်ချုပ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားရဆိုရင် channel လေးကို like and subscribe လုပ်ထားနိုင်ပါတယ်။နောက်ထပ်ရတဲ့တွေအားလုံးလည်းကျေးဇူးများတင်ပါတယ်။